တချင်းလေးပြန်ကြည့်တဲ့အချိန်မှာတချို့တချင်းလေးတွေအော်ဒီတချင်းလေးပြည့်သက်စီတိတ်မရောက်ခဲ့ဘူးပေါ့နော်အဲ့ဒါမျိုးလေးဆိုတချို့ဟာတွေတော့နည်းနည်းလိုက်ပြန်များအသက်ထပ်ပြီးကြီးသွားရင်တော့တချို့ဟာလေးတော့ပြန်လုံးဝလုံးဖြစ်မလာဘူးပြောတာဒီမေဒီရီကောင်းတဲ့ဒီအများကြီးကိုဟိုတွေ့တာပေါ့နော်တွေ့တယ်ဆိုတာဝေကြီးတို့ဆိုလဲကျွန်တော်အရင်ကြိုက်တယ်လေဝေကြီးတို့နောက်ပဲကောင်းမှလည်းနောက်ကောင်းချစ်သူစသဖြင့်ပေါ့နော်နောက်ပိုင်းရေးတဲ့ကလေး ်ရင်းအောင်လို့ဆိုလဲသူတို့အဆူတော်ကိုဒါအဓိကဟိုသွားနေတာဒါပေမဲ့တချင်းရေးတော်တော်ကောင်းတဲ့ဟိုထဲမှာပါပါတယ်ကောင်းပါတယ်နောက်ပိုင်းထွက်လာတဲ့အဲနောက်ပိုင်းထွက်လာတဲ့လူငယ်တွေပေါ့နော်လူငယ်တွေထဲမှာတော်တော်ကောင်းကောင်းနေရှိပါတယ်နောက်ပြီးတော့သူတို့တချင်းတွေကိုလည်းအခုအချိန်ကျွန်တော်တို့ကကျွန်တော်ကတော့နားထောင်တယ်ကျွန်တော်တော်တော်နားထောင်ပြတယ်ကလေးတချင်ဟိုရင်တော့တချင်နေလဲကြိုက်တာဗောနော်ကျွန်တော်ဒီရှင်းကျွန်တော်ရဲ့ရှေ့ကြခဲ့တဲ့ဒီ ဟိုတေးဆရာကြီးတွေရဲ့တခြင်းတွေလည်းနားထောင်တယ်တင်းကြီးအစ်စ်တွေတခြင်းတွေလည်းတော်တော်နားထောင်ပါတယ်ဗျကောင်းပါရဲ့ခုကြတော့ဟိုနောက်ပြောနည်းနည်းပုံတရီထားမိတာကိုဟိုကိုယူထားရပေါ့နော်ကိုကြိုက်တဲ့သူတို့ကိုတိုင်ကြိုက်တဲ့ line ပေါ့သူတို့ hip hop ပဲဖြစ်စေဦးမှာ Jamie တို့ဆိုလဲသူတို့တော်တော်ကောင်းကောင်းကိုဟိုရင်းရင်းနိုင်တာသူတို့ line တွေကနေပြီးတော့အဲ့လိုအပီအပြင်ကိုလောက်ကြပါဘောနော် pop ဆိုလဲ pop ပေါ့နော် rock ဆိုလဲ rock အဲ့လိုမျိုးကိုတန်ရတန်ရဟိုဟာတွေ လောက်ကြပါတယ်ကြိုက်ပါတယ်ဟုတ်ဟိုကျွန်တော်ထင်တာလေးပြောကြည့်မယ်နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကတချင်းနေဟိုရေးတာလည်းများပြီပေါ့နော်ပြင်များပြီဆိုအဲ့လိုညာတော်တော်များများချီနေပါပြီအဲ့တော့အဲ့ထဲမှာကျွန်တော်မြင်တာတော့လေဟိုကိုတချင်းလေးတွေကိုပြန်ပြီးတော့ဟိုကွက်ကိုပြန်သုံးသက်ကြည့်ရင်ဆိုကိုတချင်းလေးကွက်ကိုပြန်သုံးသက်ကြည့်ရင်တော့တခါနေအဲ့လိုမျိုးဖြစ်အောင်ရေးခဲ့တာတော့မဟုတ်ဘူးဗျာ ဟိုကိုကိုစဉ်းစားမိတာလေဟိုပြန်ပြီးစဉ်းစားမိအဲတချင်းတွေများလာတော့လေတချို့တချင်းလေးတွေကဒီပြိဿနဲ့သွားပြီးထိတယ်ထင်ပါတယ်ကြည်ရတာလေတချင်းတွေရေးလာများတော့ဟိုတပုတ်ကိုတခါလေးအဲ့လိုအရင်လူမသိလိုက်ပြီးမဲ့ကျွန်တော်တော်တော်ကြိုက်တဲ့တချင်းလေးတွေကြောက်ကိုအဲရှိပါတယ်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးဒါပေမဲ့တခါလေးကြတော့အဲ့တချင်းလေးတွေကဟိုပြိဿရှိကိုအရင်ရောက်မလာဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တဲ့တချင်းလေးတွေလည်းအများကြီးပါပဲ ဲ့တော့ကြောက်ဟိုရေးလာများလာတော့ကြာတော့တွေ့ရတဲ့တခြင်းများလာတယ်လို့ပဲယူဆပါတယ်အဲ့လိုဟိုဟိုတခုရှိတာပေါ့လေဒီတခြင်းကျွန်တော်တို့ကတခြင်းတစ်ပုတ်ရေးပြီဆိုရင်ခုခုအသက်လေးကြီးလာဒါလည်းပါပါတယ်အသက်ကြီးလာတော့ကြာတော့ဟိုအဆူတော်ကိုအဆူတော်ရဲ့အတန်လေးတွေကိုစိတ်ဝင်စားကျွန်တော်ငငယ်တည်းကလည်းဒီအတန်ပိုင်းဆိုင်ရာကိုအယံဝါဒနာပါတာဟိုအဲ့တော့သူတို့ရဲ့ ဒီဆိုတော်ဒီမှာဘယ်ဘလို့အတန်လေးအာတာချက်ရှိရဲအာအနေနဲ့အာနေနိုင်နေဆိုတဲ့ဟာမျိုးပေါ့နော်သူတို့အာတာချက်လေးတွေအဓိက ကြည့်ပြီးတော့တယောက်နဲ့တယောက်မတူကြအောင်နောက်ပြီးအဲ့ကျွန်တော်ရေးတယ်ဆိုရင် line တော်တော်စုံပါတယ်တချင်က rock တွေလည်းရေးတယ်အာဒီ pop တွေလည်းရေးတယ်ပေါ့နော်အမျိုးစုံရေးပြတော့ကြတော့အဲ့ကိုရေးရမယ်အဆိုတော်ကိုတော့နောက်ပိုင်းဟိုသေးသေးချာချာသူ့အတန်နဲ့လိုက်နေဆိုတဲ့ဟာမျိုးလေးတွေကိုတွေးပြီးတော့ရေးပြတဲ့အပိုင်းလေးတွေတော့များလာပါတယ် အဲ့ဒါဒီသက်ကျွန်တော်ထင်တယ်ဆယ်နှစ်လောက်ကြာတဲ့အချိန်မှမှအဲ့လိုမျိုးလေးနည်းနည်းလေးကိုချိန်ပြီးတော့ရေးရတဲ့ဟာမလေးပေါ်လာတယ်လို့ထင်တယ်ပြန်စဉ်းစားကြည့်ရင်လေအဲ့ဒီလောက်ကြာအောင်မှဩဒီဆိုတော့ဆိုရင်တော့ဒီလိုရေးလိုက်ရင်အဲအဆင်ပြေသွားနိုင်တယ်ဆိုတဲ့ဟာလေးရေးကြည့်လိုက်လို့တကယ်လည်းအဆင်ပြေသွားရင်ပျော်ရတာပေါ့အဲအဲ့လိုတော့တခါလေးပျော်ရခက်ပါတယ်တချင်းနေတော်တော်များများကိုတော့အာဟိုဟာဖြစ်ပါတယ်အဲချစ်ပါတယ်တချင်းတော်တော်များများကိုလည်းလေနောက်ပြီးတော့ ်ဘယ်တချင်းပဲမဆိုပေါ့နော်သူတို့ဟိုပြိတဲ့နဲ့အဲတခါလေအဲ့လိုဆက်ဆက်ဖြစ်ဒီဖြစ်စေမထီဒီဖြစ်စေတချို့တချင်းလေးတွေကအဲ့လိုကိုယ့်အကူအဲ့လိုတော်တော်လေးကြိုက်မိတဲ့တချင်းမျိုးလေးရှိရပေါ့အကြောင်းညာတခါလေးဆက်ဆန်းလေးတွေဆိုရင်တော့အဲ့လိုမျိုးကိုယ့်အကူပြန်ပြီးတော့ဒေတာမီနဲ့ဟာမိုလီတွေရှိရပေါ့အဲ့လိုဟာမိုလီတွေတခါလေးပြန်ကြည့်ပါတယ်တချင်းလေးပြန်ကြည့်ရတဲ့အချိန်မှာတချို့တချင်းလေးတွေအော်ဒီတချင်းလေးတွေပြိသက်စီသိမ့်မရောက်ခဲ့ဘူးပေါ့နော်အဲ့ဒါမိုလီဆို တချို့ဟာတွေတော့နည်းနည်းလမ်းပြညာအသက်ထပ်ပြီးကြီးသွားရင်တော့တချို့ဟာလေးတော့ပြန်လုပ်ရင်လုပ်ဖြစ်မလားလို့ပြောတယ်ကိုနားမှာလောကရှိနေတဲ့ album ရဲ့တချင်မျိုးတွေတန်းထောက်တယ်တလွန်တော့ကတော့ကျွန်တော်မလုပ်လိုက်လေဆိုတော့ကျွန်တော်တချင်လေးအကုန်လုံး list တယ်လေစင်ရင်းနေလို့ဟိုစင်ရင်းနေခဲဟာတွေအကုန်လုံး audio ပြန်ထုတ်လိုက်တယ် radio ကနေပြီးတော့ဟို radio ဟို software ရှိတော့အဲ့ထဲကနေပြီးတော့အကုန်လုံးကိုတချင်လေးပြန်စုလိုက်တော့ဟိုထွက်လာတယ်ပေါ့နော်တော်တော်များများအဲ့ဒီဟာလေးတွေအကုန်ပဲ အကောင်လားနားတော့အစုံပေါ့လေလိုင်းကတော့အစုံကိုဖြစ်နေတာတကယ်နောက်ပြီးကျွန်တော်ကဟို copy kit ကိုဖြတ်ခဲ့ရတာဟုတ် copy kit ကိုဖြတ်ခဲ့ရတော့ကျွန်တော်တို့စီမှာ copy တချင်းပုတ်က200 300လောက်ရှိမှထင်တယ်အဲ့ဒါလေးလည်းပြန်နားထောင်ဖြစ်ပါတယ်အဲ့ဒါလည်းပြန်နားထောင်နားထောင်အစုံပေါ့လေဒီတစ်ခါလေးကြောက်ဟိုဒီ comment တန်စင်လေးတွေကြောက်တော့နောက်ပြန်လုပ်မယ်ဆိုရင်လည်းအဲ့ဒီတော့အဲဒါဟိုကျွန်တော်တို့မိတ်ဆွေတီးခဲ့ဗန်နေနဲ့တီးခဲ့ကြတော့ အဲ့တော့ခံစားမှုတမျိုးပေါ့အဲ့ဒါကြီးကိုခုအဲနောက်ပိုင်းဆိုရင်နောက်ဘယ်လိုပုံလေးပြန်လုပ်ရင်ကောင်းမလဲဆိုတဲ့ဟာမျိုးလေးနဲ့တော့နောက်ပိုင်းတော့ပြန်နှားထောင်မိပါတယ်ဒါပေမဲ့ဟိုခုထိတော့ပြန်မလုပ်ဖြစ်သေးတော့ဟုတ်ကဲ့ဟုတ်ကဲ့